အိန္ဒိယနိုင်ငံမှာဖြစ်ပေါ်နေတဲ့ကူးစက်ရောဂါတစ်ခုအတွက်တရုတ်နဲ့ပါကစ္စတန်တို့ကအိန္ဒိယဘော်ခီးသွလာမှုအပါအဝင်စီးပွားရေးနဲ့ဆက်ဆံမှုအလုံးကိုပိတ်ပင်မှုကုလသမဂ္ဂစီးဝေးမှာရေးပေါ်တင်ပြနေခဲ့ကြလို့အိန္ဒိယဘက်ကတော့ဖြစ်စဉ်တစ်ခုလုံးကိုစုံစမ်းခဲ့တဲ့ IPS အရာရှိဆမ်ဂရန်စင်းရှေကဝက်ကလာရောက်ဖြေရှင်းနေခဲ့ရပါပြီ။အရာရှိဆမ်ဂရန်ကအခုဖြစ်ရဟာနိုင်ငံရေးစီးပွားရေးကိုဖျက်ဆီးဖို့ကမ္ဘာစဉ်ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်ပြီးခရီးသွားတွေနဲ့စီးကားနေတဲ့ဂိုဝါမျိုးလေးမှာမတမာသူတွေက ဗိုင်းရပ်စ်ပိုးတွေပေါ်ဝင်တဲ့မူရစ်ဆေးဝါးတွေကိုရွေကျက်ရှိရှိဖျံမြူးခဲ့တာကြောင့်ဒုက္ခပုံဖြစ်ကနေငရဲတစ်ခုဖြစ်ပြောင်းလဲသွားခဲ့တယ်လို့ဖြေရှင်းနေခဲ့ပါတယ်။ဖြစ်စဉ်တွေအားလုံးဟာလွန်ခဲ့တဲ့3လလောက်ကဖြစ်ပွားခဲ့တဲ့ကိုကိုကိုတတ်တယ်မူးလို့ယူဆရတဲ့ IPS အရာရှိ Mr. Chief Chandari ရဲ့သေဆုံးမှုကနေစတင်ခဲ့တယ်လို့ပြောရမှာပါ။အဲဒီအချိန်မှာအမှုမဲ့ပေါ်စေခြင်းတဲ့သတင်းမီဒီယာတွေနဲ့လူထုရဲ့ PR တွေကြောင့်ပြည်내လူကြီးတွေကရိုမီယိုစစ်စင်ရေးကိုစတင်မှုဆုံးဖြတ်လိုက်ကြပါတယ်။ ကလပ်ထဲမှာသူရဲကောင်းလှုပ်ချင်တဲ့အာဂျူဒီယာကိုဆော်လေးတွေကိုဆွဲလိုက်ရန်လားလှုပ်တဲ့လူငနွားလေးတွေကိုပြင်းလိုက်တဲ့ကိစ္စကြောင့်ရဲစခန်းကိုရောက်သွားခဲ့ရတဲ့ဆိုပေမဲ့လည်းရုပ်ကလည်းချော့အပြောကလည်းကောင်းနေပြင်းအာမခံကိစ္စလေးနဲ့ပါညှိလိုက်တော့လေစခန်းကကောင်းနေကိုဂန်ဂျာလေးပါပြန်ရောင်းခဲ့ရင်ပြုံးစီစီနဲ့ပြန်ထွက်လာတာပေါ့လေရော်ရီအလုံးကိုမြင်နေရတဲ့ထော်ဂျိုးဂူစတက်ကအနားကိုမတိမတာကတ်လာရင်ဆွဲဆောင်လိုက်ချိန်မှာတော့ဂူစတက်ရဲ့တထေးနဲ့တွေ့ဖို့အခွင့်အရေးတစ်ခုရသွားပါတော့တယ်တထေးကြီးကကိုကိန်းတစ်ခုထုတ်ပေးလိုက်တာကြောင့်မူရီဆေးဆိုရင်အကုန်သိတဲ့ဆရာကြီးအာဂျူက အစမ်းတုံးကြည့်ပြီးတာနဲ့ကိုကိန်းပညာပေးသင်ကန်းဆောင်အရှိကြီးကိုရွတ်ပြပြီးပစ္စည်းရမတန့်စင်မဲ့ရောနှောတွေပါနေတာကြောင့်လက်တွဲမလုံးနိုင်ဘူးလို့တစ်ဆက်တည်းပြောချလိုက်ပါတယ်။အိမ်နောက်နှစ်ဦးနှစ်ဖက်ညီနှိုင်းရင်လူမျိုးကြတွေနဲ့အင်္ဂလိပ်လို ပြောပြီးလုံးရမယ့်အယောင်းအဝယ်တစ်ခုကိုကင်တွယ်ဖို့တာဝန်ပေးလိုက်တယ်လို့အယောင်းအဝယ်ဖြစ်တိုင်းရှယ်ယာပေးဖို့ကတိပေးလိုက်ပါတယ်။တတိယလူယုံယူဆုတ်ကတော့အာဂျူးကိုကြည့်မရဖြစ်နေလို့ဘူးကလန်အကြည့်ဝင်နဲ့ကြည်နေခဲ့ပါတော့တယ်။နောက်တစ်ခါမှတော့အာဂျူးတစ်ဖြစ်လဲအရာရှိဆန်ဂရန်ကသေဆုံးသွားပြီဖြစ်တဲ့ အရာရှိ shift ကြောင့်ဒါရီရဲ့အိမ်မှာစစ်ဆေးမှုတွေပြုလုပ်ပြီးရနောက်သက်သေမှုမဟုတ်ပဲလူတစုကကြိုတင်စီစဉ်ပြီးလုံခြံတပ်ဖြတ်ခဲ့တာလို့အထက်ရာရှိစီကိုသတင်းပေးပို့လိုက်တယ်လို့အိမ်ထဲမှာလက်ဝေရာရှာမတွေ့ပေမဲ့ခရမ်းရောင်စပင်းတချို့ကြကြံနေခဲ့တာကို Sam Grant ကရှာတွေ့ပါတော့တယ်။အာဂျူရဲ့ပြောစကင်းနဲ့လုံရီကာယေတွေကြောင့်တထေးကသဘောကျသွားပြီးလူယုံယူဆုပ်ကိုယာရုချပြီးအာဂျူကိုကားရှိခဲမှာထိုင်းစီခဲ့တဲ့အထိနေရာပေးခဲ့ပါတော့တယ်။အကြံနဲ့တချို့လုံနေခဲ့တဲ့အာဂျူအတွက်တော့အခွင့်အရေးတစ်ခုရလာတာကတော့ ဒရိုင်ဘာယာရုကိုယာသွားခဲ့ပြီးပါတီပွဲတွေထိလိုက်ပို့ပေးဖို့တာဝန်တစ်ခုရလာခဲ့ပါပြီ။ဖြစ်ချင်တော့အာဂျူတယောက်သူတည်းနဲ့ဆက်ဆက်နေတဲ့လူတွေကိုစောင့်ကြည့်နေတော့ကလပ်မာရုံကတူခဲ့တဲ့ကောင်မလေးဟာပါတီပွဲမှာစပွဲလို့လုံနေတဲ့အပြင်တွေ့တွေ့ချင်းအတင်းနဲ့မိတ်ဆက်ပြီးဖုန်းနံပါတ်ပေးနေတာကြောင့်အာဂျူရဲ့စုံစမ်းရေးဟာပြန်စည်းသွားခဲ့ရပါတယ်။အာဂျူတယောက်ရှင်ပွဲတော့နေချင်းကြီးဆိုလိုပဲတတိယစီကိုလာဖို့တဲ့ကိုကိန်းတွေကိုအေးသွေးစစ်ဆေးပြီးဆုံးဖြတ်ပေးနေခဲ့ရသလိုတတိယကလည်းသဘောတွေကျပြီးအာဂျူကအိုကေရဲဆိုရင် သူ့ဘက်ကအေးဆေးဆိုတာမျိုးဖြစ်နေလို့ပုံပြောက်နေတဲ့ယူဆော့ကတော့မကြေမနက်ဖြစ်နေခဲ့ရပါတယ်။အဲ့ဒီချိန်မှာပဲအချင်းပြည့်ရဲ့ဘာလာကတထေးစီကိုဖုန်းလန်ဆက်ခဲ့ပြီးသူတို့အနေနဲ့မူးယစ်ဆေးတွေကိုဝင်ဖမ်းမှုရှိတာကြောင့်ဖွဲ့စရာရှိရာတွေဖွက်ထားဖို့တရင်ပေးလာခဲ့ပါတယ်။အာဂျူကစကန်ကိုတရင်ပေးတိုင်ကြားလိုက်တဲ့သူကသူကိုယ်တိုင်ပဲလို့ဖွင့်ပြောလိုက်တာကြောင့်ဗောစီတယောက်အံ့ဩသွားပြီးသူတို့ဘက်တွေကိုဟိအောင်နဲ့အဲ့ကောင်ကို ပြင်းစမ်းကွာလို့အမိန်ပေးလိုက်ပေမဲ့လေတိုင်းချန်း၁၀မျိုးကိုဆရာစစ်တက်ထားတဲ့အာဂျူကိုမရှင်းနိုင်ခဲ့ကြတယ်လို့ ဆရာကြီးထောင်နဲ့ရောက်လာတဲ့ရဲတပ်သားဘာလာကိုအာဂျူကသူ့ဖုန်းထဲမှာရှိတဲ့ရဲ ID ကတ်ကိုလှမ်းပြလိုက်တာနဲ့ရဲသားဘာလာတယောက်ဆလန်နေပေးပြီးအမြန်ပြေးထွက်သွားခဲ့ရပါတယ်။တစက်ထဲမှာပဲသူတရေစာကီကိုသူဟောင်မူကင်းရဲ့ဌာနကစကမ်းမှုတယောက်ဖြစ်ကြောင်းပြောပြလိုက်ပြီးငါ့အတွက်ဝေစု25ရာခိုင်နှုန်းလိုချင်တယ်။ပြီးတော့မင်းရဲ့တထေးတွေနဲ့၃နာရီတွင်တွေ့လို့ရအောင်စီစဉ်ပေးလို့မိန့်ပေးကဝင်ကျွားနေတဲ့ခြေလန်းတွေနဲ့အဲ့ဒီနေရာကနေပြန်ထွက်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့စကမ်မှုဆန်ဂရန်စင်းရှေးကဝက်ဟာဂိုဝါမျိုးရဲစခန်းမှာတရားဝင်တာဝန်ယူခဲ့ပြီ သူ့လောက်ကရဲသားတွေအားလုံးကိုချက်ချင်းဆင့်ခေါ်ကဒီနေ့ကစပြီးဂိုဝါမှာဖြစ်နေတဲ့မတရားမှုမှန်သမျှကိုတလအတွင်းဘလို့နီးနေပဲဖြစ်ဖြစ်ဘလို့နီးပဲ300 300တိုက်ဖြတ်သွားမှာဖြစ်တယ်လို့အကောင်းဆုံးရလက်တွေပဲလိုချင်တယ်လို့တခါရဲပြောလိုက်ပါတယ်ရဲတပ်သားဘာလာကကြောက်တူးတုံနေပြီးသေးတွေထွက်ကြကာနီဖြစ်နေလို့စကမ်မှုဆန်ကရန်ကရုံးငန်းတွေကိုခေါ်သွားပြီးလက်စားတဲ့ကိစ္စတွေမလုပ်ဖို့နောက်ဆုံးအနေနဲ့သတိပေးလိုက်ရင်ထက်လို့ရင်တော့သူ့လက်စွမ်းကိုကောင်းကောင်းသိမယ်လို့တခါရဲချင်းချောက်ထားလိုက်ပါတယ် တစ်ဖက်မှာလည်းဆန်ဂရန်ရဲ့တောင်းဆိုချက်တိုင်းသတင်းစာကြီးတယောက်သူ့ရဲ့ boss တွေနဲ့တွားတွေ့ပြီးဆန်ဂရန်ပြောတဲ့25ရာခိုင်နှုန်းနဲ့အထက်လူကြီးနဲ့တွေ့ဖို့ကိစ္စကိုတွားသတင်းပို့နေခဲ့ပြီးသူ့ဆရာရီစီကနေရေးလဲပြောဆိုကြိမ်းမောင်းခံနေရပါတယ်။ဇာကီရဲ့ဆရာရီကတော့နိုင်ငံရေးသမားလီလာတာမြောက်ကိုင်းကောင်းဆောင်ဒီမဲလိုနဲ့စီးပွားရေးသမားကြီးမာခီဂျာဆေးတို့ပဲဖြစ်ပြီးခေါင်းဆောင်ဖြစ်တဲ့မာခီဂျာဆေးကဒီမဲလိုကိုဆန်ဂရန်တောင်းဆိုချက်အတိုင်းလိုက်ရောလိုက်ဖို့နဲ့တခုခုအမှားရွေးဖြစ်ခဲ့ရင် ဒီမဲလိုကတောင်းဝင်ယူဖို့ပြောကသူတို့ဂျားကဆက်ဆံရေးဆက်ဆက်လို့မရအောင်လုပ်ဖို့တခါတည်းအမိန့်ပေးလိုက်ပါတယ်။နောက်တစ်ခါမှတော့ဒီမဲလိုရဲ့အိမ်မှာပဲဆန်ဂရန်နဲ့ဒီမဲလိုတို့ထိတိုက်တွေ့ကြပါပြီ။ဆန်ဂရန်ကသူ့ကို25ရာခိုင်နှုန်းမပေးဘဲဆက်လုပ်ဖို့စဉ်းစားထားရင်တော့စစ်လေတောင်ရောင်းမရဘဲဖြစ်သွားမယ်လို့ချိန်ချောက်လိုက်တာကြောင့်လုပ်ငန်းတစ်ခုလုံးကိုဥဆောင်နေတဲ့ဒီမဲလိုကလည်းအခြေအနေတွေကိုကဲခတ်သုံးသပ်လိုက်ပြီးတဲ့နောက်မှာတော့သဘောတူလိုက်ပါတော့တယ်။ဇန်ဂရန်တယောက်ဒီမဲလိုရဲ့အိမ်ကနေထွက်လာတာနဲ့အိုးကမပူဆလောင်းကပူနေတဲ့တန်နူနဲ့ထပ်ဆုံခဲ့ရပြီ အလူတွေဖုန်နေခဲ့လို့ဘလို့ရှောင်ထွက်ရမလဲစဉ်းစားနေတော့ Francis ကနေဖုန်းဝင်လာတာကြောင့်အလုတ်ကိစ္စအကြောင်းပြပြီးချက်ချင်းလေးထွက်လာခဲ့ရပါတယ်။ Francis ရဲ့တရင်ပေးမှုကြောင့် shopping mall တစ်ခုထဲမှာမွေးရည်စေးအယောင်းဝယ်လုံမဲ့ဒီမဲလိုရဲ့လူတွေအကြောင်းကိုသိခဲ့ရပြီးကားပါကင်မှာအယောင်းဝယ်လုံနေကြတဲ့လူစိုးတစ်တိုက်ကိုဇန်ဂရန်တယောက်လက်သီးတစ်ထောင်တိုင်းွက်တွေနဲ့ပွဲဝင်ကြမ်းပြီးအကုန်လုံးကိုတန်တိုင်းနေနောက်ကိုပို့လိုက်နိုင်ခဲ့တယ်လို့လက်ထေကံပစ္စည်းတွေကိုလည်းတင်းစီရမိခဲ့တာကြောင့်တရင်ဆောင်ရှင်းလင်းပွဲတွေပါလုပ်ပြီးတရခန်၁၂ယောက်နဲ့ကိုကိန်းတွေကိုပါဖမ်းမိတဲ့အကြောင်းကိုသတင်းထုတ်ပြန်ပြစ်လိုက်ပါတယ်။ ပစ္စည်းတွေဖမ်းခံရတော့မှဆန်ဂရာကိုကွက်ကြော်ရိုက်လို့မရမှန်းတီးသွားတဲ့ဒီမဲလိုကတောင်းပန်လိုက်သလိုနောက်ထပ်မဖြစ်စေရပါဘူးလို့ကတိပေးလိုက်ရင်အခုတစ်ခေါက်ဖမ်းသွားတဲ့ကားကစီးပွားရေးသမားကြီးမာခီဂျာဆေးရဲ့ကုမ္ပဏီကကားဖြစ်နေတာကြောင့်ယတနာတွေမကြည့်ရအောင်ပြန်လုပေးဖို့တောင်းဆိုလိုက်ပေမဲ့ဆန်ဂရန်ကတော့တားကောင်နဲ့ကိုရာသွားတဲ့အမဲလိုက်ခွေးလို့မတင်ကားစရာကောင်းနေတာကိုချက်ချင်းသတိထားမိသွားတာကြောင့်ကားပေါ်ကနေဖမ်းမိထားတဲ့ကပ်ဆူးဆေးကတ်တွေကိုရခွဲကန်းကိုပို့ပြီးစစ်ဆေးကြည့်ရင်တော့နောက်ထပ်ဇလန်တစ်ခုထပ်ရကြရမှာပေါ့လို့ပြောပြီးဖုံးချပြစ်လိုက်ပါတယ် ဒီဖက်မှာတော့ဆန်ဂရိုင်းစကားကြောင့်ရမ်းမုံမိကြဖြစ်သွားတဲ့လီလာတာက အပေါင်းပါဝင်းကြီးစီကိုဖုံးဆက်ရင်ပါတီအတွက်ရမ်းမုံငွေတန်း100လောက် ပေးခြင်းတလို့ဝင်းကြီးတို့လည်းမနစ်နာစေရပါဘူးလို့မက်လုံးပေးလိုက်ရင်လည်းစကမ်းမှုတယောက်ကို24နာရီတွင်နေပြောင်းရအောင်လုပ်ပေးဖို့ကူညီတောင်းလိုက်တာကြောင့်ဝင်းကြီးကလုပ်ပေးဖို့သဘောတူလိုက်ပါတယ်။ဇမ်ဂရန်တယောက်ချစ်စနီလေးအာရှ်နူကာကိုအဖော်လုပ်ပေးနေခဲ့ပြီးဖမ်းမိထားတဲ့ဆေးကတ်တွေကိုကြည့်ကနောက်ဆုံးတော့အရာရှိရှစ်ဖောင်ဒရီသေဆုံးမှုအတွက်ပျောက်ဆုံးနေတဲ့ဂွင်းဆက်ကိုဖော်နိုင်တော့မယ်ထင်တယ်လို့ပြောလိုက်ရင် မာကီဂျာဆေးဝါးလုပ်ငန်းကိုတန်တရားရှိနေခဲ့တာကြောင့် ID ဘိုင်းကျွမ်းကျင်တဲ့သူမိမကိုမာကီဂျာဆေးဝါးလုပ်ငန်းကိုဟက်ပြီးတဲလွန်စာရှာပေးဖို့အကူအညီတောင်းလိုက်ပါတယ်။အဲဒီနေ့ညမှာပဲဝင်ကြီးရဲ့ PR တွေပြင်ဆန်ဂရန်နဲ့ဒီမဲလိုလိုလက်ဆွဲနှုတ်ဆက်နေတဲ့ရုပ်သံတွေကလည်းမီဒီယာမှာပြန့်နှံ့နေပြီဖြစ်တာကြောင့်သူအနေနဲ့နေပြောင်းမှုကိစ္စအတွက်ထပ်ပြီးထိန်းထားလို့မရတော့ဘူးဆိုတာကိုအထက်လူကြီးကအတိပေးလာခဲ့ပါပြီ။နောက်တစ်ခါမှာတော့မာကီဂျာစီရဲ့သား GN တယောက်ပြန်ရောက်လာခဲ့ပြီဖြစ်ပြီး GN ဟာဒေါသကြီးကြမ်းကြုတ်တဲ့လူတယောက်ဖြစ်နာမည်ကြီးပြီ သူလိုချင်တော်ကိုကြမ်းဖက်တဲ့နီလန်းနဲ့အတင်းဖိအားပေးရအောင်ယူတတ်တဲ့လူတယောက်ဖြစ်တယ်လို့အခုလည်းအိန္ဒိယကိုရွေးရောက်ခြင်းမာခီဂျာဆေးလုပ်ငန်းကိုသူ့အဖေနဲ့အတူချက်ချင်းပဲထွက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းဆန်ဂရန်ရဲ့ဇနီးကမာခီဂျာဆေးကုမ္ပဏီတွေကိုရုတ်တရက်ဝင်လာခဲ့ပြီးမစ္စတာမာခီဂျာရဲ့ဝန်ထမ်းပုံစံနဲ့ social engineering ကိုအသုံးချကာ reception ကနေ company ရဲ့ twin network ကိုသုံးလို့ရမယ့် wifi ကိုရအောင်ယူခဲ့ပြီးမာခီဂျာတို့တားဖာ company ကိုမရောက်သေးခင်လေးမှာပဲလိုချင်တဲ့ချက်လက်တွေကိုရအောင် hack နိုင်ခဲ့လို့ ဇန်ဂရန်ကိုတီပေးလိုက်ပြီမဲ့ညနေလောက်ကျရင်ပြောင်းရွှေ့မိန်ကြလာတော့မှမို့ဘာမှမထူးတော့ဘူးလို့စိတ်ထဲကြကြနဲ့ပြန်ပြောလိုက်ပါတယ်။နောက်တစ်ခါမှတော့မင်းကလေးတန်နူကိုတည်င်းဌာနတစ်ခုတွင်းမှာတွေ့နေရပြီးတကယ်တော့တန်နူဟာတည်င်းနောက်တစ်ယောက်ဖြစ်ပြီးအကျန်နဲ့ဇန်ဂရန်ကိုချင်းကပ်ခဲ့တာဖြစ်တယ်လို့မီဒီယာမှာပြန့်နှံ့သွားတဲ့ဒီမဲလိုနဲ့ဇန်ဂရန်လက်ဆွဲနှုတ်ဆက်နေတဲ့ဗီဒီယိုဟာလည်းတန်နူလက်ချက်ပဲဖြစ်ပါတယ်။ဇန်ဂရန်ကတော့နောက်ဆုံးအနေနဲ့တန်နူကိုဖုန်းလမ်းဆက်ခဲ့ပြီးအောင်မြင်မှုအတွက်ဂုဏ်ပြုစကားပြောခဲ့တယ်လို့ လူလူချင်းကိုချင်းစာစိမ်းနဲ့ကူညီမိခဲ့တဲ့သူ့အတွက်တော့နောက်ဆိုရင်လူတိုင်းကိုရဲတယောက်ဖြစ်နေပဲဆက်ဆံတော့မယ်လို့ပြောကဖုန်းချလိုက်ပါတယ်။ဇန်ဂရန်တယောက်စိတ်ညစ်ညစ်နဲ့သူခန်းထဲကနေထွက်လာတော့ရဲသားဖရန်စစ်တို့လူစုကအသက်20ရွယ်ကောင်မလေးတယောက်ကိုမတိန်ကျင်ပြီးအရှင်လက်လက်မီးရှို့တက်ဖြစ်ခဲ့တဲ့လူငယ်တချို့ကိုရေပန်းနေနဲ့ထိုးပြီးရိုက်နှက်နေတာကိုမြင်သွားတဲ့ဇန်ဂရန်တယောက်နှမချင်းကိုချင်းစာစိမ်းကြောင့်ဒေါသတွေထွက်လာပြီးအမှုကိုသူကိုယ်တိုင်ကင်တွယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်ခါမှတော့ကျူးလွန်သူတွေကိုအခင်းဖြစ်ပွားရာနေရာကိုပြန်ခေါ်သွားခဲ့ပြီး ဖြစ်စဉ်ကိုပြန်တရုတ်ပြခိုင်းထားတော့ရဲဘာဝနေတဲ့ Francis ကကင်မရာကိုပိတ်ချင်အောင်ဆောင်ကရိုက်ကူးရေးကျူးလွန်သူတွေရဲ့မင်းသားကောင်းဆောင်ထားတဲ့ဘလူးမျက်နှာဟာပေါ်လာခဲ့ပါတယ်။မျက်နှာသူမိန်းကလေးကိုသူတို့အဖွဲ့ကမတိန်ချင်းမှုအချိန်၅လလောက်စောင့်ကြည့်နေခဲ့တာဖြစ်ပြီးမင်းညားကအခွင့်အရေးရတဲ့အချိန်မှာတော့၃နှစ်လောက်တည်ရကြလာခဲ့ရတဲ့ဆန္ဒတွေကိုတယောက်ပြီးတယောက်ထက်ခါထက်ခါကျူးလွန်ပြီးအကောင့်ထဲပေါ်ခဲ့တာဆိုပြီးဝန်ခံခဲ့ကြတယ်လို့မိန်းကလေးကနင်တို့ကိုဒီတိုင်းမထားဘူးရဲတိုင်မယ်လို့ပြောတာကြောင့် ခေါင်းကိုကြောက်တုံးနဲ့ထုပြီးဒက်စီလောင်းကမီးရှို့ပစ်လိုက်တာလို့မထီမဲ့မြင်စတိုင်နဲ့ပြောလိုက်တဲ့အခါမှာတော့ဇန်ဂရန်တယောက်ဒေါသဘလို့မှထိန်းလို့မရတော့ပဲစကားပြောနေတဲ့ခွားမသေးကိုအသက်ကုန်အားရပါးရချိတ်တဲ့အပြင်နောက်ထပ်မှုတွေကျူးလွန်လို့မရတော့အောင်တနက်နဲ့တယောက်ပြီးတယောက်အသေးပြတ်တက်လိုက်တယ်လို့အဲ့ဒီဖြစ်ပျက်ကိုသရိုစကန်ကရေးတယောက်အွန်လိုင်းပေါ်တင်လိုက်ရာကနေလူလူကြားမှာအကြီးအကျယ်ပေါက်သွားပြီးမတရားမှုကိုဖြေရှင်းပေးမယ်သူရဲကောင်းတယောက်အနေနဲ့လူလူထောက်ခံမှုကိုရရှိသွားတာကြောင့်နေပြောင်းရမယ့်လုပ်ငန်းစဉ်ကိုလည်းဝင်ကြီးဘက်ကနေရက်တန့်မှုအမိန်ပေးလိုက်ရပါတော့တယ် ။ဒါကြောင့်ဆန်ဂရန်ကသူမိမကိုအာရှနိုဂါရဲ့စူးစမ်းမှုက ရလာတဲ့သတင်းချက်လက်တွေကနေတစင်မာခီဂျာဆေးဟာဆေးဝါးကုမ္ပဏီကိုဗန်းပြပြီးစင်ကာပူနဲ့ဟောင်ကောင်ကိုကပ်ဆူးဆေးတောက်နေတဲ့ကိုကိုကိန်းနေထဲကကုန်ကူးနေတာကိုသိလိုက်ရပြီးအထက်လူကြီးရဲ့အမိန့်အရမာခီဂျာဆေးကိုချက်ချင်းဖမ်းဆီးဖို့လုပ်ပါရတယ်။ဆန်ဂရန်တို့ရဲတပ်ဖွဲ့တွေမာခီဂျာဆီရဲ့အိမ်တော်ကိုခြေတက်သွားခဲ့ကြပြီးလက်နက်ကင်ဆောင်နေကြကမာခီဂျာဆီကိုဖမ်းဆီးရမယ့်ချိန်မှာပဲ ခင်းအောင်စပင်းနဲ့မိုနီကာကိုတွေ့လိုက်ရလို့ခိုးမှုတစ်ခုအတွက်မိုနီကာရဲ့လေဘင်းကဆွဲချိုးကိုစစ်ဆေးခွင့်ပြုပါလို့တောင်းဆိုရင်ဘသူမှမကြောက်ခက်တိုးတိုးလေအရာရှိ shift boundary ကိုဘာလို့တက်ခေတာလဲလို့မေးလိုက်တာကြောင့်မိုနီကာတယောက်ကြက်သေးသေးကကြောက်လန့်နေခဲ့ပါတော့တယ်။ဖြစ်ချင်တော့ဆန်ဂရအိန်းထဲကပြန်ထွက်မာခီကြားရဲ့သားဂျီအန်ကအိန်းထဲကိုအဝင်မျက်နှချင်းဆိုင်ဆုံခဲ့ကြပြီးတယောက်ကိုတယောက်အကဲခတ်လိုက်ကြသလိုသူတို့နှစ်ယောက်ရဲ့ပထမဆုံးတွေ့ဆုံခြင်းလည်းဖြစ်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့မာခီကြားစေဝါကမ္ပဏီရဲ့စီဝေးကန်ထဲမှာ မာခီချာနဲ့ GN တို့တားဖာပါဝင်ကုမ္ပဏီကရှယ်ယာရှင်တချို့အစည်းအဝေးလုပ်နေတော့ရဲမှုဆန်ဂရန်နဲ့သူ့ရဲ့တပ်ဖွဲ့တွေအတင်းဝင်လာပြီးမိုနီကာကိုမေးပေမဲ့မခေါ်ပေးနိုင်တာကြောင့်မိုနီကာကိုတတ်လိုက်ပြီးမလားလို့မာခီချာကိုစွပ်စွဲလိုက်ပြီးသူနဲ့အတူလိုက်ခဲ့မလားအတင်းချက်ဖမ်းခေါ်သွားရမလားဆိုပြီးပြောလိုက်တာကြောင့် GN တယောက်ကစိတ်မထိန်နိုင်ဖြစ်ပြီးခါးကြကတနက်ကိုဆွဲထုတ်လိုက်တော့ဆန်ဂရန်ကမျက်လုံးချင်းဆုံအောင်ကြည့်ပြီးအဖေဖမ်းခံရတဲ့နေ့မှာသားကပါနေရာမှာပြက်တက်ခံလိုက်ရရင်ပြည်သူတွေထိတ်လန့်သွားလိမ့်မယ်လို့ပြောလိုက်ပြီးသူတို့ရဲ့ VJ ကို ဂျင်းရဲ့တနက်လိုင်းစင်းကိုရဲကိုတနက်နဲ့ချိန်မှုနဲ့တခါရဲပိတ်သိမ်းခိုင်းလိုက်သလိုမာခီဂျာဆေးကိုလည်းလက်ထိတ်ခတ်ကတခါရဲဖမ်းဆီးသွားခဲ့ပါတယ်။ဂျင်းကတော့သူ့ဖေကိုကုမ္ပဏီရဲ့အထိဝင်ဖမ်းသွားတဲ့ပြင်သတင်းမီဒီယာတွေရှိမှာပါအဆက်ခွဲတဲ့ပုံစံမျိုးနဲ့ဖမ်းဆီးခဲ့တာကြောင့်မိဘုံရန်ကြဒေါသထွက်နေပြီးမင်းအမကြောင့်ဒီလိုဖြစ်ရတာဆိုပြီးဒီမဲယူပါကိုဖြောင်းခင်းတဲ့နေအောင်ရိုက်ချလိုက်ပါတယ်။နိုင်ငံရေးသမားလီလာဒါကဒေလီကအကောင်းဆုံးရှိနေတဲ့အောင်ငှားထားပြီးပါပြီလို့ပြန်ဖြေတဲ့သဘောနဲ့ဝင်ပြောလိုက်ပြီးမြင် JN စီမှာပုံမူကြည်မာတဲ့စီစဉ်ခြင်းတစ်ခုရှိနေပါတယ်။ JN ကတရုတ်နဲ့ပါကစ္စတန်ကိုယ်စားလှယ်တွေနဲ့တိုက်တိုက်ဆိုင်တွေ့ဆုံကသူတို့ရဲ့ကူညီနဲ့ဗိုင်းရပ်စ်တမျိုးကိုကိုကိန်းနေတဲ့ရောနှောကဖျံမျိုးကိုစီစဉ်ထားတာဖြစ်ပြီးဖြေဈေးကိုလိုချင်ရင်သူ့ဖေရဲ့လွတ်လပ်ခွင့်နဲ့တူသုံးမကုန်တဲ့ပတ်စံတွေကိုပါတခါရေးရှာဖို့ကြံစီထားတာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲ JN ဒီမဲယုံနဲ့လီလာတာတို့ကိုဂွာရာမျိုးကိုမီးလောင်တိုင်းသွင်းပြီးမနက်ဖြန်ရဲစခန်း90မှာရှိတဲ့ရဲတွေအားလုံးလမ်းပေါ်ရောက်နေတာမြင်ကျင်တယ်လို့အမိန့်ပေးလိုက်ပါတယ်။ ။နောက်တစ်နေ့ရောက်မှာတော့ဂိုဝါရာမျိုးနံပေါက်ကွဲမှုတွေဆက်မပြတ်ဖြစ်ပေါ်နေပြီးရဲတွေလုံများနေတဲ့ချိန်မှာ JNU ကစိတ်ကန်းကနေဗိုင်းရပ်စ်ပါတဲ့ကိုကိန်းတွေကိုခိုးသွင်းလာခဲ့ကြပါတယ်။ဒီဖြစ်ဆိုးကြီးကြောင့်မဆိုင်တဲ့ပြည်သူပေါင်းများစွာတေးကြီးပြက်စီးခဲ့ကြရပြီးဆန်ဂရန်တို့ရဲတပ်ဖွဲ့တွေလည်းကူညီကယ်ဆယ်ရေးနဲ့လှုပ်ရှုပ်ကုန်ကြပါတယ်။အဲဒီချိန်မှာပဲ JN ကဆန်ဂရန်စီကိုတိုက်ရိုက်ဖုံးဆက်ပြီးအဲဒီကမင်းတွက်ကန်ဆိုတဲ့နေဆိုရင်မနက်ဖြန်ကိုစောင့်ကြည့်လိုက်အောင်လို့စိန်ခေါ်လိုက်တယ်လို့အခုဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေအပါအဝင်အရာရှိ shift ချောင်းဒရီကိုလည်း သူတို့ပဲတက်လိုက်တာဖြစ်ကြောင်းပေါ်တင်ပဲပြောပြကနောက်ခုနှစ်အတွင်းသူ့ဖေကိုပြန်လှုပ်ပေးပြီးမင်းအသက်အတွက်လာတောင်းမှမှာဆိုပြီးဖုန်းချသွားခဲ့ပါတယ်။နောက်တစ်ခါမှတော့ဒီမဲလိုဇာကီနဲ့သူ့တပည့်ယူဆိုတို့ကအလုံသမားတွေကိုဦးစီးပြီးဗဲရက်စ်ဘာရဲကိုကိန်းတွေကိုထုတ်ပိုးကဖြန့်မြူးဖို့အတွက်ပြင်ဆင်နေကြပါတယ်။အဲဒီအချိန်မှာဇာကီကသူ့အနေနဲ့ JN ရဲ့စီစဉ်တွေကိုသဘောမကျတာကြောင့်ဇန်ဂရန်စီကိုဖုန်းဆက်ပြီးတရင်လှမ်းပေးလိုက်ပေမဲ့ဒီမဲလိုတို့ကတီးသွားပြီး သူတို့ကိုဒစ်စာဖောက်သွားပြီဖြစ်တဲ့ဇာဂီကိုယူဆွနဲ့ပေါင်းပြီးအပြည့်ရှင်းပြလိုက်ပါတယ်။ဇာဂီရဲ့ဖုန်းကိုခြေအားခံခိုင်းလိုက်ပြီးချက်ချင်းလိုက်သွားခဲ့ပေမယ့်ဆန်ဂရန်ရောက်သွားတဲ့အချိန်မှာအသက်မြော့မြော့ပဲကြံတော့သလိုနောက်ဆုံးထွက်သက်မှာဒီမဲလိုဆိုတဲ့နာမည်ကိုပဲထထလဲလဲရေရွတ်နေခဲ့ပါတယ်။ဒီချိန်ထဲမှာပဲဒီမဲလိုတို့ကဗိုင်းရပ်စ်ပေါ်တဲ့မူရစေးတွေကိုဈေးဝက်ထဲကိုဖြန့်ပြူးလိုက်ပြီးဖြစ်တာကြောင့်မူရစေးသုံးဆွဲရင်ဗိုင်းရပ်စ်ကူးစက်တဲ့လူတွေရှိနေသလိုဒီမဲလိုတို့ကလည်းသူတို့ရဲ့အောင်မြင်မှုအတွက်အောင်မွေးခံနေကြပါတယ်။ အဲ့ဒီချိန်မှာပဲဒီမဲလိုရဲ့ channel ကိုရဲကောင်းမိတဲ့တညဉ့်ညဉ့်ပေးရင်ဆန်ဂရန်တယောက်ရောက်လာခဲ့ပြီး Power Ranger နဲ့ဆက်ကြထားတဲ့ကြည်လုံးဝမကုန်တဲ့ခြောက်လုံးမျိုးတနက်နဲ့လူစိုးတွေအများကြီးကိုပြစ်နေခဲ့တော့လေရန်သူတွေဟာလုံးဝမရှင်းနိုင်ပဲတယောက်ပြီးတယောက်အနှိမ့်စာသဘောနဲ့ကိစ္စချောကုန်ကြပါတယ်ထွက်ပြေးဖို့ကြိုးစားတဲ့ဒီမဲလိုကိုဖမ်းထားပြီးသတင်းမေးပေမဲ့လည်းကောင်းမာနေတာကြောင့်အောင်ခန့်ပိုင်းအောင်ခန့်ပိုင်းလို့ဩပြီးတခါတည်းကြည်တရောင်ထည့်ပေးလိုက်ပါလေရော။ GN တို့ဖြန်မြူးခဲ့ကြတဲ့မူရစ်ဆေးတွေကြောင့်ဆေးရုံမှာလူနာတွေအပြည့်ဖြစ်နေပြီး အချိန်တွေကထိန်းချုပ်လို့မရအောင်ဖြစ်နေခဲ့တယ်လို့ယောဂကူးဆက်ခံရတဲ့သူတွေဟာခန္ဓာကိုယ်ရဲ့ကသွေးတွေပြစ်ခဲကုန်ပြီးသေဆုံးခဲ့ကြတာပဲဖြစ်ပါတယ်။ဂိုအာရာကနေတစဉ်အိန္ဒိယတနိုင်ငံလုံးကိုကူးဆက်သွားနိုင်တာကြောင့်စိုးရိမ်မှုတွေမြင့်တက်နေပြီးဝန်ကြီးချုပ်ကလည်းမီဒီယာကနေတစဉ်ဂိုအာရာကိုညမထွက်ရမိတ်နဲ့ယောဂကိုထိန်းချုပ်ဖို့တပတ်တည်းပိတ်ချသွားမှာဖြစ်ကြောင်းသတင်းထုတ်ပြန်သွားခဲ့ပါတယ်။ဘဝတမျိုးလုံးဒုက္ခရောက်နေတဲ့ချိန်မှာတစ္ဆာပေါကောင်ရဲတပ်သားဘာလာကကုသစေရဖို့ဂျင်းအနဲ့တွားရောက်ပူးပေါင်းထားတာဖြစ်ပြီ ယောဂကူးဆက်ခံရတဲ့သူသားကိုတုံးချပြီးဆေးကုသတဲ့နေရာမှာစမ်းသပ်ဖို့သားဖြစ်သူရဲ့တက်ကူရောင်စတဲ့ရတဲ့လူတယောက်ဖြစ်မီဒီယာတွေမှာသူ့ကိုယ်သူပုံဖော်နေခဲ့တယ်လို့လက်စားငွေတွေကိုလည်းယူနေခဲ့တာပါတကယ်တော့ GN ကဘာလာကိုတုံးချပြီးသူ့စီမှာဖြည့်ဆည်းရှိနေတယ်ဆိုတာကိုတဖက်လက်နဲ့ဆိုးရကိုတီးပေးလိုက်တာပဲဖြစ်ပါတယ်မတက်တာတော့ရဲ့ဆုံးဂိုဝါရာဝင်းကြီးဟာ GN နဲ့လူကိုယ်တိုင်တွားရောက်တွေးဆောင်ခဲ့ပြီးကုသစီရဖို့တွားရောက်ညှိနှိုင်းခဲ့တော့ GN ကရဲမှုဆန်ဂရန့်ကိုပါနားထောင်ခိုင်းထားပြီး ူ့ဖေကိုမလှုပ်ပေးရင်ကုသဆေးကိုမပေးနိုင်ဘူးလို့အပြန်ညင်းလိုက်တယ်လို့ကုသဆေးမရရင်တပတ်အတွင်းပြည်သူ၃သန်းလောက်သေဆုံးသွားနိုင်တဲ့အကြောင်းကိုပါတခါရေပြောပြီးချင်းချောင်လိုက်ပါတယ်။ဒါမီနဲ့ဆိုင်နေရေဖြစ်လာပြီးဆိုတော့လေဝင်ကြီးကနှစ်ဖက်လုံးကိုထင်းရင်မာခီဂျာဆေးကိုဆန်ဂရက်ကိုရိုင်းဒီကို ပြန်လာပို့ပေးရမယ်လို့အမိန်ပေးလိုက်တယ်လို့မနေ့ပြန်ကုသဆေးရပြီးတဲ့ချိန်ကျရင်တော့ကိုဟာအတွက်မင်းစိတ်ကြိုက်ကလေးစားချေပြီးတော့လို့တိတ်တိတ်လေးပြောကဝင်ကြီးဘက်ကမီးစိမ်းပြသွားခဲ့ပါပြီ။မလွန်ဆန်နိုင်ရတဲ့ချိန်နေရဆန်ဂရက်ကိုရိုင်း ကန်ကရေအားလုံးရှိမှာမာခီဂျာဆေးကိုတောင်းပန်ခဲ့ရတယ်လို့ကိုရိုင်းကားဒရိုင်ဘာလုပ်ပြီးမာခီဂျာအိန်တော်ထိလိုက်ပို့ပေးခဲ့ရပါတယ်။သားပေါင်းနှစ်ယောက်ပေါင်းပြီးဆန်ဂရန်နဲ့တီးသမျှလူတိုင်းကိုတတ်ပြစ်မယ်ဆိုပြီးမျိုးစုံချင်းချောက်ခဲ့ကြတယ်လို့အချက်ကွဲအောင်ပေါ်ရင်းကြီးချိုခိုင်းပြီးအိန်တော်ကနေဒီတိုင်းပြန်ခိုင်းခဲ့ရာကြောင့်ဆန်ဂရန်တယောက်ပြည်သူပေါင်းများစွာရဲ့အသက်ကိုကယ်ဖို့သူ့ရဲ့မာနတွေအားလုံးကိုချိုးနှိမ်ပြီးခိုင်းတဲ့အတိုင်းလုပ်ပြီးပြန်လာခဲ့ရပါတယ်။ဆန်ဂရန်ကိုတောင်းပန်ခြင်းလို့တန်နူးကမခိကြအိနော်ကိုခိုးဝင်ပြီး GN ရဲ့ laptop တွေကချက်လက်တွေကိုကူးလို့ရလိုက်ပြီမြဲ ဂျီအန်ကဖမ်းမိသွားခဲ့သလိုဆန်ဂရန်ကပြန်လည်ဆက်သွယ်ဖို့ကြိုးစားပေမဲ့မရခဲ့တာကြောင့်တန်နူးတငယ်ချင်းစွာမီစီကိုကိုရိုင်းသွားရောက်စုံစမ်းခဲ့ပြီးစွာမီကတန်နူးကသူ့ရဲ့ data တွေကို cloud မှာတင်ထားတတ်တဲ့အကြောင်းကိုပြောပြလာခဲ့တာကြောင့်တန်နူးရဲ့ laptop ကိုသွားယူကသူ့ရဲ့ဌာနက ID ကျွမ်းကျင်သူတယောက်အကူအညီနဲ့တန်နူးရဲ့ laptop တွေကိုဝင်ရောက်နိုင်ခဲ့ပြီးတန်နူးကူးယူထားတဲ့အချက်လက်တွေအရအိန္ဒိယကိုကဘာကြီးရဲကနေခွဲထုတ်မဲ့ GNO ရဲ့ဂျန်စီအားလုံးကိုတီသွားခဲ့ပါတယ်။ ဇန်ဂရန်ကမာခီဂျာရင်တော်ကိုတွားပြီးမာခီဂျာတို့တားဖောက်ကိုတွားရောက်ဖမ်းဆီးတဲ့အချိန်မှာဘသူမှမရှိတော့လို့အိုင်ဒီသမားတယောက်ရဲ့ကူညီနဲ့ JNO ရဲ့ဖုန်းတွေကိုခြေရာခံကြည့်လိုက်တော့မဖြစ်နိုင်တဲ့နေရာတွေကိုရောက်နေကြတာကြောင့်တမင်သူတို့ကိုလမ်းမလိုက်မိအောင်လှုပ်ထားတာမှဇန်ဂရန်ကရိတ်စားမိသွားပြီးတန်နူရဲ့ cloud နဲ့ချိန်ထားတဲ့ device ကိုခြေရာခံလိုက်တော့မှကိုဝါကနေမိုဘိုင်းမြို့ကိုတွားနေတာမှသိလာရပါတယ်။ဒါကြောင့်မဲဇန်ဂရန်ကနောက်ကနေချက်ချင်းလိုက်သွားခဲ့ပြီးအိုင်ဒီသမားတယောက်ရဲ့ကူညီနဲ့ လမ်းတနေရာရောက်မှာတော့မခီဂျာသားဖာရှိနေတဲ့ကွန်တိန်နာကားကိုလိုက်မိသွားခဲ့ပါတယ်။စစ်ဆေးကြည့်လိုက်တဲ့အခါကွန်တိန်နာကအလူကြီးဖြစ်နေတာကြောင့်အကြက်ရိုက်သွားခဲ့ရပြီး ID သမားကိုပြန်မေးကြည့်လိုက်တော့လေတန်နူရဲ့ device နဲ့9မီတာလောက်ပဲဝေးတော့တယ်လို့ပြောနေတာကြောင့်ကွန်တိန်နာကိုနောက်တစ်ချိန်စစ်ဆေးဖို့ကားသမားကိုတကားပြန်ဖွင့်ခိုင်းလိုက်ပြီးမယ်။အချိန်နေမှန်မှန်သိတဲ့ကားသမားကကားကိုမောင်းပြေတာကြောင့်ဇန်ဂရယ်နဲ့နောက်ကနေကားနဲ့ချက်ချင်းထပ်လိုက်သွားခဲ့ရပြီးအပြန်လဲပြစ်ခတ်မှုတွေကြားရတဲ့ကနေကွန်တိန်နာကားပေါ်ကိုရောက်အောင်ခုန်ကူးလိုက်နိုင်တာကြောင့် ကားသမားကိုအမောက်သိပ်ပစ်နိုင်ခဲ့ပြီးကားကိုလည်းရက်ပစ်လိုက်နိုင်ခဲ့ပါတယ်။ရုတ်တရက်ကားရဲ့သွားရာကြောင်းအချင်းနေမဟန်မှန်းတိတဲ့ GN ကတနက်ကိုအသင့်ပြင်ကအခွင့်အရေးရတာနဲ့ဆန်ဂရန်ကိုတနက်နဲ့လှမ်းပစ်လိုက်တာကြောင့်ဆန်ဂရန်တယောက်လက်မောင်းကိုတနက်မှန်သွားခဲ့တယ်လို့ဆန်ဂရန်ပြန်ပစ်တဲ့ဂျီဆန်ကလည်းမာခီဂျာကိုပြန်မှန်သွားခဲ့ပါတယ်။ဒါကြောင့်အဖေကိုရမ်းချစ်တဲ့ GN တယောက်ဒေါသကိုပေါက်ကွဲသွားခဲ့တယ်လို့ဆန်ဂရန်ကကွန်တိန်နာထဲထိဝင်လာပြီးသူတို့ပုံနေတဲ့နေရာကိုရှာတွေ့သွားတာကြောင့်ကျောင်းနေစဉ်လေပြင်းမှာတွေ့ဆိုသလိုပဲအပြင်းထန်တိုက်ခိုက်ကြပါရတယ်။ ။ဒဲရရထားတဲ့ဆန်ဂရန်တယောက်အစာပိုင်းတော်လေးခံနေရပေမဲ့စိတ်ထဲမှာကြိုးတဲ့ဆန်ဂရန်ကအချင်းကြလာရတဲ့နဲ့မြပြန်လည်တိုက်ခိုက်နိုင်လာပြီးဂျီဟန်ကိုအသာစီးကနေတိုက်ခိုက်နိုင်ခဲ့ပါရဲ့။အဲဒီအချိန်မှာပဲပွဲပြီးမှရောက်လာတဲ့ကိုလာရွှေတို့ရောက်လာပြီးဂျီဟန်နဲ့မာခီဂျာတို့တားဖာနှစ်ယောက်စလုံးကိုဖမ်းဆီးသွားခဲ့တယ်လို့အဖမ်းခံထားရတဲ့တန်နုကိုလည်းပြန်လည်ကယ်ထုတ်နိုင်ခဲ့ပါရဲ့။ဆန်ဂရန်ကလက်ပြညိုတုတ်ခံထားရတဲ့ဂျီအန်ကိုကင်မရာရီနဲ့အကြအနာချိန်ကသူ့ဖေကိုတော့မျက်နှာရှင်းဆိုင်ထိုင်ထားခိုင်းပြီးဂျီအန်ရဲ့ရှေ့မှာနေမယ့် ဗိုင်းရပ်စ်ပေါ်တဲ့မူးယစ်ဆေးတွေကိုမာခီကျနှာခေါင်းဝမှာတိကအတင်းရှူခိုင်းခဲ့ပါတယ်။သူ့အဖေသေးရတော့မေဆိုမှကြောက်ချီးပါတတ်တဲ့ဂျီယန်မတက်တာရဲဆုံးသူ့အပြစ်တွေကိုဝန်ခံသွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့အယာရှိဆမ်ဂရန်စင်းရှေးကဝက်ကကုလသမဂ္ဂညီလာခံမှာသူ့အပြစ်တွေကိုဂျီယန်ဝန်ခံထားတဲ့ဗီဒီယိုကိုဖွင့်ပြခဲ့တာကြောင့်တရုတ်နဲ့ပါကစ္စတန်ဘက်ကအေဂျင့်တွေအကူအညီနဲ့အိန္ဒိယကိုဒုက္ခရောက်အောင်လှုပ်တာမှန်ကုလသမဂ္ဂဝန်ကြီးတွေကုံတီးသွားခဲ့ပါတယ်။ဒါကြောင့်လူသားမျိုးနဲ့တကူလုံးကိုအန္တရာယ်ဖြစ်ပြီးစစ်ပွဲတွေဖန်တီးနေတဲ့ ရုံးနဲ့ပါကစ္စတန်နိုင်ငံတို့ကိုတမကကအကူအညီပေးမှုအားလုံးကို၃နှစ်တိတိရပ်ဆိုင်းလိုက်ပြီးကုလသမဂ္ဂနဲ့ချိန်ဆက်ထားတဲ့နိုင်ငံတွေအားလုံးကပါအဆက်ဆက်မလုပ်ဖို့မိန့်ချလိုက်တဲ့အခမ်းအမပဲ။ Romeo SV Zelenli ဟာပြီးဆုံးသွားခဲ့ပါတယ်။အစုံထိလိုက်ပါပေးခဲ့ကြတဲ့ရွှေမြမာပြည်သူပြည်သားများအလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေလို့ဆုတောင်းပေးရင်နောက်ဗီဒီယိုတစ်ခုမှပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာ။